တရုတ်ဆောင်မှုလို့ပဲကျွန်တော်သဘောထားပြီးကြည့်ပေးတယ်။ဒါပေမဲ့မီဒီယာအင်တာဗျူးတွေမှာပြောတဲ့စကားတခုတော့မပြန်ရှင်းရလိမ့်မယ်။ဟုတ်။မင်းငါ့ပြောထားတဲ့စကားမပြန်ပြောပြ။ဘယ်တော့မှစကားကြုံမလာပါဘူး။ဒါနောက်ဆုံးအချိန်ပြတိပေးတာပါ။ကိုကြီးကကျွန်တော်အဲ့လိုပြောထားပါ။အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဟိုကိုရိုးပေါ်မှာထပ်ပြီးတော့အမားပါမဲ့စကားလေးကိုမပြောမိအောင်တတ်နိုင်တဲ့ရွေးစောင်းဖို့ဖိတ်သိမ်းသွားပါဘူး။ ဗီယိုဗီယိုရအရန်တက်နေလို့ကျွန်တော်အခုအားနာတယ်တောင်းပန်ပါတယ်ရတယ်ညီလေးလို့စိတ်ထဲမထားနဲ့လို့ပြောလိုက်ပြီးသားဟာကိုအင်တာဗျူးဖြေရတာဒီကောင်နည်းနည်းအရသာတွေ့ရွာပြီးတော့ထပ်ထပ်ဖြေနေတော့အဲ့ဒါသတိပေးတာတော့ဒီသောမနာဇော်ရဲ့တယုတ်ဆောင်မှုနဲ့ပတ်သက်လို့ခွင့်ပြုထားတဲ့2မိနစ်အပြင်မှာဘာပဲလှုပ်ပြလှုပ်ပြကျွန်တော်အကုန်လက်ခံဒိုင်လူကြီးတွေကျွန်တော်ပြောတဲ့စကားတွေမှာပါပါတယ်ဒိုင်လူကြီးတွေလက်ခလဲပဲထောင်ပြပြဆဲဆဲဆိုးဆိုးပြိဿအတန်ရှင်းရဖို့ဂျမ်းစီရဲ့အတန်ရှင်းရဖို့ ဘာပဲလှုပ်ပြလှုပ်ပြကျွန်တော်အကုန်ခွင့်လွှတ်တယ်အကုန်လက်ခံတယ်တရုတ်ဆောင်မှုလို့ပဲကျွန်တော်သဘောထားပြီးကြည့်ပေးတယ်ဒါပေမဲ့မီဒီယာအင်တာဗျူးတွေမှာပြောတဲ့စကားတခုတော့မပြန့်ရှင်းရလိမ့်မယ်ဟုတ်မင်းငါ့ကိုပြောထားတဲ့စကားမပြန့်ပြောပြရပြန်ရတော့ဟာကိုညိုနဲ့ပတ်သက်ပြီးတော့ဗောနော်မီဒီယာတွေမှာကျွန်တော်အင်တာဗျူးဖြေတဲ့အပေါ်မှာကိုထက်ဝါကြီးပြီးတော့တဘာကြီးတယ်ဟိုတကယ်ကိုစီနီယာရိုက်တာကြီးတယောက်ကိုရင်ကျေးတဲ့အတုံးမျိုးတွေ ဟိုစောင့်အားတို့ဖြစ်စေတဲ့အတုံးလုံးတွေပါဝင်သွားနိုင်ပါလားကြီးကြီးအားတို့တွေလည်းစိတ်မဆွဖြစ်နိုင်ပါလားကိုညိုလည်းအများကြီးစိတ်ပိုင်းဆိုင်ရာဖိနှိပ်မှုတွေရှိနိုင်ပါလားအဲဒီအတွက်ကြောင့်ကျွန်တော်ဒီနေရာကနေကိုညိုကိုတောင်းပါမယ်ကိုညိုကလည်းကျွန်တော်ကိုသတိပေးထားပါတယ်နောက်တစ်ခါဘယ်တော့မှစကားကြုံမလာပါဘူးဒါနောက်ဆုံးအချိန်သတိပေးတာပါကိုညိုကကျွန်တော်အဲ့လိုပြောထားပါအဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဟိုကိုညိုပေါ်မှာ ထပ်ပြီးတော့အမားပါမဲ့စကားလေးကိုမပြောမိရတတ်နိုင်ကြွေးစမ်းဖို့ဖိနှိမ်သွားပါဟုတ်ကဲ့အဲ့ဒါဒီပါနောက်ကိုလက်ခံတယ်ဟုတ် apology asset ပါဘာလို့လဲဆိုတော့ငါမင်းတို့အဲ့လိုသူများမြောက်ပေးတိုင်းရှောက်ရှောက်ပြောနေတာမျိုးတွေအောက်က comment တွေမှာသူများတွေမြောက်ပေးတိုင်းရှောက်ရှောက်ပြောနေတာမျိုးတွေမဖြစ်စေချင်တော့ဟုတ်ကဲ့ဟုတ်ကဲ့โอเคโอเคရပြီနားတော့နားတော့ရပြီ ဒီကကျွန်တော်သရုပ်ဆောင်ပြိုင်ပွဲတစ်ခုဖြစ်တဲ့အတွက်သရုပ်ဆောင်အရေးချင်းကိုပဲဟိုဦးစားပေးပြီးတော့ကြည့်ပါတယ်ကလေးတွေအကုန်လုံးကိုလည်းသရုပ်ဆောင် အနေနဲ့ပဲအဲ့လိုမျိုးဟိုထွက်လာစေချင်တယ်သိလားပွဲရှာတာအဲ့လို attention ရှာတာအဲ့ဒါမျိုးတွေနောက်ကိုမตายအောင်သွားစေချင်ကျွန်တော်သူ့စိတ်ကူကို appreciate လုပ်တယ်လေသူ့ရဲ့စိတ်ကူပေါ်မှာ appreciate လုပ်တယ်သူ dash ရဲ့ attention ရဖို့အတွက်သူ့စိတ်ကူနဲ့သူလုပ်တာကိုကျွန်တော် appreciate လုပ်တယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဘာတစ်ခုမှဟို အစိုးဘက်ကမကြည့်ဘူးဒါပေမဲ့တခုရှိရအဲ့ဒီနှစ်မိနစ်ရပြင်ပမှာတော့အချိုးပြေဖို့လိုတယ်လက်ခံတယ်ကျွန်တော်ပြောရရှင်းရှင်းလေးဒီနှစ်မိနစ်တွင်းမှာဂျာစီရဲ့အတန်းရှင်းရဖို့ရုပ်ဆောင်တာဖြစ်တဲ့အတွက်လက်ခလဲပဲထောင်ပြပြပစိုးပဲတန်ပြပြကျွန်တော်အကုန်လက်ခံတယ်အကုန်ခွင့်ပြုထားတယ်ဒါပေမဲ့အဲ့ဒီရပြင်ပမှာတော့နည်းနည်းစကားပြောတာဆိုတာဆင်ကျင်ဖို့လိုတယ်အပါသေးဒါပြဿနာမရှိပါဘူးကျွန်တော်ကဟိုဒီကနေ့ပတ်သက်လို့ဘယ်သူပေါ်မှာမှဟိုဘယ်လိုပြောမလဲချင်းချင်းနဲ့နဲ့ပါပဲအကုန်လုံးနဲ့ အခုကမီဒီယာအင်တာဗျူးတွေမှာလည်းဖြေတာလေးတွေအများများလာလို့ပြောရတော့တောင်းပန်ပါတယ်ဆက်ပြီးတော့အဲ့ဒီဗီဒီယိုကလစ်ဆက်ပြီးတော့တက်တဲ့နေတွေကသူကျွန်တော် Messenger မှာလာပြောတယ်အကိုရေးတဲ့ viewer viewer တွေအရန်တက်နေလို့ကျွန်တော်အခုအားနာတယ်တောင်းပန်ပါတယ်ရတယ်ညီလေးလို့စိတ်ထဲမှာထားနေလို့ပြောလိုက်ပြီးသားဟာကိုအင်တာဗျူးဖြေရတာဒီကောင်နည်းနည်းအရသာတွေ့ရွာပြီးတော့ထပ်ထပ်ဖြေနေတော့အဲ့ဒါ သတိပေးတာကတော့မစိတ်ဆိုးရဲဆိုတာဟိုပါဗျအဓိကဟိုသူတို့ဟိုပွဲအဲ့လိုမျိုးရှာတတ်သွားတဲ့သူမျိုးမဖြစ်စေချင်တာသိလားတရုတ်ဆောင်ရေချင်းနဲ့ပတ်သက်လို့ဟိုသူ့ရဲ့တရုတ်ဆောင်ရေချင်းကိုပဲအားကိုးပြီးတော့တက်သွားတဲ့သူမျိုးဖြစ်စေချင်တာသိလားဟိုဒီလိုမျိုးပွဲရှာပြီးတော့လူသိများသွားပြီးတော့ဒီလောကထဲကိုကြိုးကြောင်နဲ့ရောက်လာတဲ့သူမျိုးတွေမဖြစ်စေချင်ဘူးဘယ်သူမှမဖြစ်စေချင်ဘူးအဲကျွန်တော်ကတော့တရုတ်ဆောင်ပေါ်ပဲကြည်ပါတယ် personal ပြဿနာတွေဒီထဲကိုမပယ်လာပါဘူး ကောင်းပါတယ်ပျော်ဖို့ကောင်းပါတယ်ကျေးဇူးများတင်ပါတယ်စိတ်ဝင်စားနဲ့စောင့်ကြည့်ပေးနေတဲ့ပရိသတ်တွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်တကယ်ရင်ခုန်စရာကောင်းတဲ့အစီအစဉ်ပါစာပြီးတော့ရွေးနေတဲ့အချိန်မှာလဲကျွန်တော်တို့ကိုယ်တိုင်ကိုရင်ခုန်ပြီးတော့အားပေးခဲ့ရတဲ့အချိန်တွေရှိပါတယ်ဘယ်သူဆိုတာကျွန်တော်တို့အမှတ်တစ်ခုတည်းနဲ့သွားတာမဟုတ်လေတခြား judge တွေလည်းဟိုမဆင်းလို့ကျွန်တော်အမှတ်တစ်ခုတည်းသွားတာမဟုတ်မဆင်းလို့ဟိုညီမလေးအေးမြတ်သူတို့ရဲ့အမှတ်တွေလည်းပေါင်းထည့်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုယ်တိုင်ဘယ်လို result မျိုးထွက်လာမလဲဆိုရင်ခုန်ခဲ့ရတာရှိပါတယ်